阿罗汉名了不亏呀，点一下子教导就那是修习观。 ပေါ့နော်အ HCUSD ရွှေစည်းကွက်ကိုကျွန်တော်တို့ဟို market analysis လုပ်ရင်းနဲ့ရွှေစည်းဘာကြောင့်တက်ကြလဲဆိုရယ် knowledge sharing ကိုကျွန်တော်ဟိုဒီ video မှာမျှော်ပြတော့မှာဖြစ်ပါတယ် okay ဒီနေ့ကတော့ကျွန်တော်တို့ရွှေစည်းကတော့ကျွန်တော်တို့အဲဒီ lotosay short term ဘာပဲတစ်ခုမှာဖြစ်ဖြစ် mid term တစ်ခုမှာဖြစ်ဖြစ် attack ဘက်ကိုဟိုကျွန်တော်တို့ဥတည်နေတယ်ပေါ့နော်ဟိုဒီ market ကကျွန်တော်တို့ indicator တွေနဲ့ကျွန်တော်တို့ support resistant level တွေရာ attack ဘက်ကိုဟို lotosay ရောဥတည်နေတယ်သူရဲ့ကျွန်တော်တို့ overall train အနေနဲ့ကလည်းအဲကျွန်တော်တို့ကဒီမှာ a train သွားနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကရွှေစည်းရတော့လောလောဆယ်မာနေတုံးပဲလို့ကျွန်တော်ကတော့တူတဲ့အမြင်ရကျွန်တော်မြင်နေပါတော့အဲ့တော့ကျွန်တော်တို့ရွှေစည်းဘာကြောင့်တက်လဲဆိုတဲ့ topic ကိုဟိုကျွန်တော်ဒီမှာ knowledge sharing တွေနဲ့ပြောချင်ပါတယ်အဓိကတော့ ACUSD ရွှေနဲ့ပတ်သက်တဲ့အကြောင်းအရာတင်အချက်လက်တွေဆိုလို့ရှိရင်ကျွန်တော်တို့ USCY data ပေါ့နော်အာ USCY data ကကျွန်တော်တို့ PMI လို့ခေါ်တယ် Purchasing Manager Manager Index လို့ခေါ်တယ် ိုက်ကောင်အောင်ပါလဲဆိုတော့ကျွန်တော်စီးပွားရေးအခြေအနေတခုကိုတိုင်းထားတဲ့အညို့ပေါ့နော်ဟော economic indicator အာတခုဖြစ်တယ်အဓိကအဖြစ်တော့ကျွန်တော်ပါလဲဆိုတော့ကျွန်တော် control လုပ် manufacturing နဲ့ကျွန်တော်ဝန်ဆောင်မှု service တွေလုပ်ငန်းတွေမှာပါဝင်တဲ့ဒီ purchasing manager တွေ purchasing manager ရဲ့ဆိုတော့ဝယ်ယူမှုတာဝန်ခံတွေကိုပြောတာပေါ့နော်အဲ့ဒီဝယ်ယူမှုတာတာဝန်ခံတွေကိုကျွန်တော်တို့ကမေးမြန်းပြီးတော့ survey လုပ်ထားတဲ့ဟာလေးကိုဘာလို့ခေါ်လဲဆိုတော့ PMI လို့ခေါ်တယ်အဲ့ဒီ PMI လေးရတယ်ကျွန်တော်တို့က49.9အထိကျဆင်းလာတယ်အဲပြီးလို့ရှိရင်အလုံးကိုင်းတိုးတက်မှုပါတယ်3000ကျွန်တော်တို့9000လောက်ပဲရှိနေပြီးတော့အားနေနေတဲ့အတက်ကြောင့်ကျွန်တော် Federal Reserve ကအတိုးနှုန်းကို short term ပြောင်းလဲချက်တွေကိုမြင့်တက်လာစေပြီးတော့ရွှေဈေးကိုတက်ဖို့ကျွန်တော်တို့ကအထောက်အကူဖြစ်နေတာဖြစ်ပါတယ်လက်ရှိပုံ စံအနေနဲ့ပေါ့เนาะဒါကတော့ phenomenal analysis အပိုင်းပေါ့เนาะ phenomenal phenomenal analysis အပိုင်းနဲ့ဒီသတင်းတွေကိုဟိုကျွန်တော်တို့ဖတ်ပြီးတော့ရွှေစည်းဘာကြောင့်တက်လာရတယ်ဆိုတဲ့အကြောင်းဟိုအကြောင်းအရာတွေပေါ့เนาะနောက်တစ်ခုကကျတော့ဒီဒီနေ့ဒီနေ့ကကျတော့ကျွန်တော်လာတလရဲ့အဲကျွန်တော်တို့ဒီ အဲပထမဦးဆုံးတောက်ကြာဆိုလို့ရှိရင်ကျွန်တော်တို့ဟို Nafan Payro ပေါ့နော် NFP အစီအခံစာထွက်တယ် US Nafan Payro အစီအခံစာအာထွက်တယ်ပေါ့နော်အဲ့ဒီမတိုင်ခင်ကျွန်တော်ယူနီမြုံနယ်သူတွေကလည်းဒီအဲဒီဒီ market ကိုတည်ထားနေရတဲ့ကာလဖြစ်တယ်အဲ့တော့ NFP အစီအခံစာကလည်းဈေးဒီရွှေဈေးကွက်ကိုကျွန်တော်တို့ဟိုလွှမ်းမိုးနိုင်ပါတယ်အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီစစ်ပွဲတွေပေါ့နော်နောက်တစ်ခုကကြတော့ဥပမာ for example ဆိုလို့ရှိရင် Russia Ukraine အရှေ့အလယ်ပိုင်းနိုင်ငံတွေတင်းမာမှုတွေနဲ့ကျွန်တော်တို့ကုန်သွယ်ရေးမီတေမချ ာမရေမရာမှုတွေဥပမာဆိုပါစို့ကျွန်တော် US ကအတမ်မနီနဲ့အလူမီနီယံအခွန်နှုံးထားကိုနှစ်ဆတိုးမိလိုက်တဲ့အတွက်ကြောင့်ရွှေကိုလုံခြုံတဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ်ဝယ်လိုအောင်ကျွန်တော်တို့ကမြင့်တင်ပေးနေတဲ့သဘောတွေဖြစ်နေတယ်အဲ့ဒီအတွက်ကြောင့်ရွှေဈေးကအာကျွန်တော်တို့တက်လာတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ ဒီနေ့မှာကျွန်တော်တို့ဥရောပဘဟုဘဏ်ပေါ့နော်ဟော ECB ဘဏ်ကအတူတူဆုံးဖြတ်မှာဖြစ်ပြီးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့အဲ့ဆုံးဖြတ်ချက်ကလည်းကျွန်တော်ဈေးကွက်ပေါ်တည်ရမှုရှိနိုင်တယ်အဲကျွန်တော် Nanfan Payroll မှာ CB ကအတူတူ2.25%ကနေပြီး2% ပတ်စံကိုကျွန်တော် NFP ရက်ကအာစီးဝေးမှာကျွန်တော်ဆုံးဖြတ်ချပြီး short ချလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အချင်းချုပ်အားဖြင့်ဆိုလို့ရှိရင် HCUSD ကကျွန်တော်တို့ American ရဲ့ CY data တော့အားနည်းမှုနောက်တစ်ခုကကျတော့ boho ဘိုင်းအတူတူ short ချမယ်မျှော်လင့်ချက်တွေနဲ့ကျွန်တော်နိုင်ငံရေးတင်မှတ်မှုတွေကြောင့်အတက်ဘက်ကိုကျွန်တော်တို့ဥတည်နေတာဖြစ်ပါတယ်ဒီအချက်လက်တွေကြောင့်ရွှေစည်းတက်နိုင် လို့တခြားသောဟောကျွန်တော်တို့ဒီ USK NFV SA SA ငါးစားမြေရတယ်တစင်အဲနောက်တစ်ခုကကြောက်တခြားသော CY data တွေကနေထွက်ပေါ်လာမယ့်ရလက်ပုံမူတည်ပြီးတော့လဲရွှေဈေးတော့ကျွန်တော်အတက်ကြရှိနေပါတယ်အဲဒါကတော့ကျွန်တော်တို့ beginner trader လုပ်မဲ့သူတွေအတွက်ကကျွန်တော်တို့ trade မယ်ဆိုလို့ရှိရင်စပြီးရွှေကိုပဲစ trade ကြတာဖြစ်တဲ့ကြောင်းရွှေဈေးရွှေရွှေဈေးကဘာကြောင့်တက်ကြလဲဘာကြောင့်ကျလဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ကမသိမဖြစ်ဈေးကွက်ရွှေဈေးတက်ရတဲ့အကြောင်းရင်းတွေကိုကျွန်တော် knowledge sharing နေမြောက်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel ကို like and subscribe လုပ်ပေး j'en bien